။ဗကြီးဆီယာမတက်စုရဲ့ငင်းလိုခေါင်းစဉ်ပေးထားတဲ့တကူရောဗကြီးပြပွဲကို လောကနဲ့ပြကမ်းမှာဇွန်25ရက်ကစပြီး၄ရက်ကြာပြတာနေပါတယ်။ငင်းခေါင်းစဉ်အောက်မှာဆီယာမတက်စုဘလူကားတွေကိုရေးဆွဲထားလေ။ငိမ့်ကိုစိတ်ဝင်တစားလိလာခဲ့ရကငိမ့်ကိုဗကြီးနဲ့ဖော်ထုတ်ဖို့မင်းသမီးကကြိုးကောက်ွက်တွေကိုရေးဆွဲထားတဲ့ဗကြီးက55ကကိုပြသထားပြီးဘူးရှင်တော်နှစ်ယောက်ရဲ့ပုံကိုလည်းထည့်သွင်းရေးဆွဲထားပါတယ်။ငိမ့်ကိုကင်းဘတ်စာပေါ်စုတ်ချက်တွေနဲ့ဖော်ကျူးပုံကိုတက်စုကရှင်းပြထားပါတယ်။ ်တော့ campus ပေါ်မှာချမ်းဆက်ကူကလာချမ်းဆက်ကူကလာဆိုချမ်းဆက်ကူဆိုတော့လည်းဒီကရည်ရဆက်ကူလေးပဲချမ်းကူကလာချမ်းကူပဲပြန်တော့တူတာလေးတကယ်ချမ်းဆက်ကူကလည်းအမေရဲ့အမေရဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်ရူးရတယ်မပြောင်းဘူးဆိုတော့ဒီချမ်းဆက်ကူကဂျန်နေတဲ့ဆိုတော့ငိမ့်သက်စုပထမဆုံးတကူတော်ပြပွဲကိုလာအားပေးတဲ့ပကြီးဆိုင်ဝေလွင်ကပကြီးကားရီဟာအယောင်နဲ့ဖန်ဆာထားပြီ အများနဲ့မတူတဲ့ဖန်တီးမှုတွေပါတယ်လို့ဆိုပါတယ်။ထူးခြားတဲ့တင်ဆက်မှုကြောင့်ပြည်သက်တွေကျေနပ်ကြမှာဖြစ်ပြီးထိထက်ကောင်းတဲ့ကားတွေတွေ့ရဖို့မျှော်လင့်တယ်လို့ပြောပါတယ်။သင်ကြားပုံနဲ့ထူးခြားတာ။လာကြည့်ရတယ်လို့စူးစမ်းတာလည်းနဲ့ဒီရိုးရိုးသားတင်ကြားတယ်။ကြည့်ရတယ်လို့စိတ်ထဲမှာကျေနပ်မှုတစ်ခုရတယ်။ဒါဆိုရင်သူဘာမှမရှိလို့ရတယ်။နတ်တယ်လို့ထင်ပါတော့။ဒါပေမဲ့ဘာကြောင့်လဲဆိုတော့ခါလာလဲမွေးကြဘူး။ခါလာလဲမွေးကြဘူးဆိုလို့လုပ်နေတော့လာကြည့်ရတော့ပြင်းသွားတယ်နော်။မြင့်မြတ်ဆိုကွာတင်ကြတယ်။ ကိုခံရတာသူပြောက်ထဲနေတယ်သူမခံလာတော့အများပြည်ကိုငှပြီးတော့ဒါလည်းသူလည်းအဲ့ဒီသဘောနဲ့ပြင်ကြတာသူကြတဲ့ပေါ်ရတယ်နောက်သူကြတဲ့ဆိုတာဆိုင်မြမအညိတ်ကိုသူကလည်းပေါ်ထုတ်ပြီးတော့ပြင်ကြတယ်နောက်လည်းကြီးတဲ့ပုံကောင်းတဲ့ကားကြီးချက်ထွက်လာတယ်ဂျွန်25ကနေ28အထိပန်းဆိုးရန်ကလောကနဲ့ပြကမ်းမှာပြတ်တာသွားမှာဖြစ်ပြီးအငိမ့်မင်းသမီးရဲ့ကဟန်တွေပါတဲ့အငိမ့်စစ်စစ်ကားတွေရေးဆွဲခဲ့ပေမဲ့နောက်ထပ် တကူတော်ပွဲကြရင် အခြားအညင့်ကဟန်တွေကိုဆက်ရေးမယ်လို့ပကြီတက်စုကပြောပါတယ်။